ပြည်တက်ကြီးရင်မြမတကြံအပီလူစိတ်ဝင်စားမှုမြင့်တက်စေတဲ့တဲ့င်းတွေတဲမှာကိုကလန်နဲ့ကန်အဖွဲ့ MNDA အဖွဲ့၎င်းတို့ထိန်းချုပ်ထားတဲ့လာရှိုးမျိုးကနေပြန်လည်ဆုတ်ခွာပြီးတော့နာဆာကတက်တွေနဲ့နာဆာကဝန်တန်းတွေလာရှိုးမျိုးအတွင်ပြန်လည်ဝင်ရောက်လာတဲ့ဆိုတဲ့တဲ့င်းတွေဖြစ်ပါတယ်။ EVIDA 23ရက်နေ့ကလာရှိုးမျိုးမှာတရုတ်အထူးကိုယ်စားလှယ်တိန်ရှိကျင်းကဦးဆောင်ပြီးတော့နာဆာကအစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့စာကခတင်မှုနဲ့အဖွဲ့ရဲ့ဖုံးတာရှင်ဦးဆောင်တဲ့ MND အဖွဲ့တာဝန်ရှိသူတွေညနေချင်းစာအစီအွေလှုပ်ဆောင်ခဲ့ပါတယ်။နာဆာကလည်းကိုကန် MND တွေးဆောင်မှုရှစ်ကြိမ်မှာ လာရှိုအရေးတွေးဆောင်မှုအရာဆိုရင်လေးကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။ကိုကန်လည်းကအဖွဲ့ MND အဖွဲ့တွေလာရှိုမျိုးကနေပြန်လည်ဆုတ်ခွာတော့မယ်လို့သတင်းတွေထွက်ပေါ်နေကြမှာပဲ။တရုတ်အထူးကိုယ်စားလှယ်တင်ရှိကျွမ်းတဲ့အတူတရုတ်စစ်ဘက်အရာရှိတွေလိုက်ပါလာတဲ့ရှင်နဲ့ဟာတရုတ်နိုင်ငံအလံထောင်ပြီးလာရှိုမျိုးတွေကိုပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်လာတာမျိုးတွေရှိခဲ့တယ်လို့သိရပါတယ်။နားဆက်ကတက်တွေရလည်းအရှင်းမြောင်တိုင်းစစ်ဌာနအချုပ်အလံတွေလွှင့်တူထားတဲ့ရန်တန်းနဲ့အေဗီလာ22ရက်မှာစတင်ဝင်ရောက်လာတယ်လို့လာရှိုမျိုးကန်တအူကပြောပါတယ်။လာရှိုမျိုးကန်တအူကတော့ကိုကန်းကဆုတ်သွားပြီဖြစ်တဲ့အတွက်အေဗီလာ22ရက်နေ့မှာတမရော်ရန်တန်းတွေနဲ့ပြန်လည်ဝင်ရောက်လာတာတွေရှိခဲ့ပြီးတော့မြို့တော်ခမ်းမရှိမှကြိုတဲ့သူတွေအများကြီးပဲအဲ့ဒီမှာတက်ကရောက်တာလာရှိုမျိုးရဲ့အခြေအနေတွေဟာတည်ငြိမ်စပြုတ်လာပြီး နေရက်ပြန်တွေပြန်လည်ဝင်ရောက်လာတာတွေလည်းရှိရဲ။လာရှိုးကစိတ်ချရပြီဆိုပေမဲ့တချို့နေရာတွေမှာစစ်ဖြစ်လာမဲ့အရေးရောင်တွေတွေ့နေရတော့အဲ့ဒီဘက်ကဒေတာကန်တွေကလည်းလာရှိုးဘက်ကိုစစ်ပေးဆောင်ဝင်ရောက်လာတာမျိုးတွေရှိနေတယ်ဆိုပြီးတော့ပြောပါရယ်။ဧပြီလ22ရက်နေ့ကလာရှိုးမြို့တော်တဲ့ဖန်တီးကောင်စီအမည်ရှိရဲ့ Facebook page တစ်ခုနဲ့အတူဓာတ်ပုံတွေလည်းထွက်ပေါ်လာခဲ့ပြီးတော့အဲ့ဒီဓာတ်ပုံတွေမှာတရုတ်မြန်မာအလံတစ်ခုစလုံးကိုတွေ့ရပြီးတချို့ပုံတွေနဲ့အလံတွေဟာအစစ်တွေလား နီးပညာနဲ့ဖန်တီးထတာလားဆိုတာကတော့စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။အေဗီလာ22ရက်နေ့ကထောင်ထဲချီနာဆတ်ကတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ရှင်တန်းယာနဲ့ချီပြီးလာရှုပ်ကိုဝင်ရောက်အရာရှုခဲ့ပြီးနောက်မကြမီအဲ့ဒီ page တစ်ခုထွက်ပေါ်လာလဲဖြစ်ပါတယ်။ MND အဖွဲ့တွေလာရှုပ်မျိုးကနေပြန်လဲဆုတ်ခွာခဲ့ပြီးနောက်တမ်ဘရော့ကစစ်ကြောင်းအလိုက်ပြန်လဲဝင်ရောက်လာတာတွေရှိခဲ့တယ်လို့မိသားစုလိုက်ပြောင်းရွှေ့လာတာမျိုးတွေရှိခဲ့ပြီးရန်တိုင်းအောင်အဝိုင်းလာရှုပ်စီကြီးနဲ့ရမခခုံးတွေမှာ မြန်မာနိုင်ငံအလံတွေပြန်လည်တွေ့မြင်လာရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြည်တော်စုလမ်းမကြီးပေါ်မှာတော့လက်လက်ကိုင်း၄ဘက်ဖြစ်တဲ့ MNDAA, TNLA, SSPP နဲ့ PDF အနောက်ကိုင်းတွေမှာစုခွာခြင်းမရှိသေးပေမဲ့အခွန်ကောက်ကံမှုတွေရောနေတာတွေရှိလာခဲ့တယ်လို့သိရပါတယ်။လာရှုဒေတာကန်တူကတော့မူဆယ်လာရှုမန္တလေးပြည်တော်စုလမ်းမကြီးမှာတော့လက်နက်ကိုင်အဖွဲ့လေးဘွဲကရှိနေစေဖြစ်ပါတယ်။အခွန်ကောက်ခံမှုရှိရပေါ့။ပြည်လဲစုခွာခြင်းမစုခွာခြင်းဆိုတာထက် ။နေမည်ဒေတာကတော့အရင်ကတည်းကစရင်ပြေရောမှုလေးပဲအရင်ကတည်းကရှိလာတယ်။တချို့အခွန်ကောက်တဲ့နေရာတွေမှာမကောက်တော့ဘူး။တည်ငိမ့်စပြုတ်လာတဲ့အနေအထားတစ်ခုမှာတော့တွေ့ရတယ်။နာဆာကတက်တွေကလာရှိုမျိုးအတွင်းဝင်ရောက်နေရယူထားပေမဲ့ MND အဖွဲ့ကတော့မျိုးရက်ဘေးပတ်လည်းမှာနေရယူထားတဲ့ပုံစံမျိုးရောရှိသေးရဆိုပြီးတော့ပြောပါတယ်။လာရှိုမျိုးဟာရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်ပြီးတရုတ်နိုင်ငံနဲ့နေဆက်တဲ့ကုန်းသွယ်ရေးရှိကတရုတ်နိုင်ငံရဲ့ အာဆီယံကိုကုံတွေဝင်ပေါက်လမ်းကြောင်းပေါ်မှာရှိနေရဲ့မြို့အဖြစ်လည်းကြော်ကြားတဲ့အတွင်းစီးပွားရေးနဲ့လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပါတယ်။ MNDA အဖွဲ့ပူပေါင်းပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ2023ခုနှစ်အောက်တိုဘာလမှာတည်တုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီး MNDA အဖွဲ့ကလာရှော်မြို့ကို 2024ခုနှစ်ဇူလိုင်လအတွင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။လာယိုမျိုးကို MND အဖွဲ့ကထိန်းချုပ်ခဲ့ပြီးနောက်တရုတ်နိုင်ငံဟာ NASA ကအစိုးရနဲ့ MND အဖွဲ့သားအပြစ်ခတ်ရက်စက်ရေးရယူနိုင်အောင်ကြားဝင်ကြိုးပမ်းခဲ့ပြီးလာယိုမျိုးက MND အဖွဲ့တွေပြန်လည်ရုပ်သိမ်းဖို့ဖိအားပေးတာတွေရှိခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတအူဖြစ်တဲ့ကြံခန့်ကတရုတ်နိုင်ငံရဲ့ဂျာဝင်စည်းဆက်ပေးမှုအရာမြန်မာတိုင်းသားလည်းနဲ့ကိုင်းအဖွဲ့ MND ဟာ တနက်တက်ချက်မှမဖောက်ရပဲ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့ကိုနာဆာကအစိုးရဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့ပြင်ဆင်နေရလို့ပြောပါတယ်။တရုတ်နိုင်ငံသားရင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတရုတ်နိုင်ငံဟာမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ကုညီထောက်ပံ့ပေးမှုတွေဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေတိုးတက်ကောင်းမွန်အောင်ဆက်လက်လှုံ့ဆော်မယ်လို့ပြောပါတယ်။အေဗီလာ၂၂ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွင် လာရှိုမျိုးကနေကိုကန်လနဲ့ကအဖွဲ့ MNDAA တွေပြန်လည်ရှုံသိမ်းပြန်နေပတ်သက်ပြီးတော့မေးမြန်းနဲ့မေးခွန်းကိုပြည်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ဖြေဆိုကြရဖြစ်ပါတယ်။ MNDAA ဟာလာရှိုမျိုးကို NASA ကအစိုးရကိုပြန်လည်လွှဲပြောင်းပေးပြီးလာရှိုမျိုးထိန်းချုပ်မှုအပြောင်းလဲဖြစ်အောင်တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စည်းဆက်ပေးခဲ့တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကြန်ခန့်က ပြောပါတယ်။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တဲ့နယ်မြေကို လေးစားမှုရှိပြီးမြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းပြည်သူ့ရဲ့တောင်းဆိုချက်ဆန္ဒနဲ့အညီမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပိုင်းတိုးတက်ကောင်းမွန်လာအောင်ကိုကြီးထောက်ပံ့ပေးမှုတွေလှုံ့ဆော်မယ်လို့လည်း၎င်းကအထက်မှပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတရုတ်နဲ့မြန်မာနိုင်ငံတို့ဟာကြစ်ကြီးရင်းနှီးရဲ့အိမ်နီးချင်းတွေဖြစ်ကြပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးထိန်းသိမ်းမှုတွေဟာနှစ်နိုင်ငံစလုံးရဲ့ပြည်သူတွေနဲ့နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားနဲ့ကာညီပါတယ်မြမအစိုးရနဲ့ကိုကန် MNDAA နနေ့ကအဖွဲ့တို့ပြုလုပ်ခဲ့တဲ့ကိုမင်းငင်းချင်းရေးဆွေးနွေးပွဲရလဒ်တွေကိုအကောင့်ထဲဖော်ခြင်းဖြစ်ပြီးလာရှိုမျိုးကိုပြန်လည်လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်အတွင်မြမအစိုးရတာဝန်ရှိသူတွေနဲ့ကိုကန် MNDAA အဖွဲ့တာဝန်ရှိသူတွေကိုဖိတ်ခေါ်ခဲ့တယ်လို့တရုတ်အစိုးရကလည်းလာရှိုမျိုးနဲ့ပတ်သက်ပြီးအပြည့်အကရစရေးစောင့်ကြည့်ရေးအဖွဲ့ကိုစစ်လုပ်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့ဟာ NASA ကအစိုးရနဲ့ MNDAA အဖွဲ့ကြားအပြည့်အကရစရေးအခြေအနေတွေကို စောင့်ကြည့်ကြည့်ချက်ဖို့ဖြစ်တယ်လို့လာရှိုမြို့ပေါ်နေရာတွေကိုနာဆာကအစိုးရတဲ့ပြန်လည်လွှဲပြောင်းပေးရမှာအစဉ်ပြေချောမွေစီဖို့နဲ့မျက်မြင်သက်သေဖြစ်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။တရုတ်အစိုးရဟာတရုတ်နဲ့မြန်မာနယ်စပ်ဒေသတခြားတည်ငြိမ်ရေးငြိမ်ချမ်းရေးအတွက်မြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့အလုပ်တွေလုပ်ကိုင်သွားမှာဖြစ်ပြီးစစ်ပွဲတွေအဆုံးသတ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းနဲ့ပတ်သက်တဲ့ငြိမ်ချမ်းရေးစည်းဆဲဆွေးနွေးမှုတွေပုံမှန်ကောင်းမှုအောင်လုံဆောင်သွားမှာဖြစ်တယ်ဆိုပြီးတော့ပြောပါရစေ။ နာဆာကအဆိုရကလာရှိုးမြို့ပေါ်ရက်ွက်တွေကိုပြန်လည်လွှဲပြောင်းရယူခြင်းနဲ့ပတ်သက်ပြီးတရင်ထုတ်ပြန်ခြင်းမရှိသလို MNDA အဖွဲ့ကလည်းတရင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။အဲ့ဒီအခြေအနေကိုသိရှိတဲ့စီးရဲအရင်းမြစ်တဦးကတော့နာဆာကအဆိုရအဖွဲ့ဝန်တန်းတွေနဲ့နာဆာကတပ်တွေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာလာရှိုးမြို့ကိုပြန်လည်လွှဲပြောင်းယူခဲ့ပြီးလာရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာခဲ့တဲ့နာဆာကအဆိုရအဖွဲ့ဝင်တွေမှာတချို့ကပြီးခဲ့တဲ့ရက်ပိုင်းတွေကရောက်ရှိကြဖြစ်တယ်ဆိုပြီးတော့ AFP သတင်းဌာနကိုပြောဆိုခဲ့ကြောင်းသိရပါတယ်။နာဆာကအစိုးရတာဝန်ရှိသူတွေနဲ့ MND အဖွဲ့တာဝန်ရှိသူတွေကြားဆွေးနွေးခဲ့ပြီးနောက်ဟိုတယ်အပြင်ဘက်ရှိ Google MND အဖွဲ့ရဲ့စစ်ဆေးဂိတ်လည်းပြန်လည်ရှုပ်သိမ်းခဲ့တယ်လို့လာဂျိုမြို့ကန်တူကပြောဆိုခဲ့ကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။ Google MND အဖွဲ့လက်ထက်ကိုလာဂျိုမြို့ကြားရောက်ခဲ့ပြီးနောက်မကြာမီတရုတ်အစိုးရကကိုကန်လနဲ့ကအဖွဲကိုဖိအားပေးခဲ့ပြီးတော့ရှေးအင်တာနက်ပြည့်စင်ပြီးဖြတ်တောက်တာတွေရှိခဲ့တယ်လို့သိရပါတယ် စီးရေးစိတ်ဝင်စားသူတအူကတော့ MNDA ကဇန်နဝါရီလကုမင်းဆွေးနွေးပွဲအရတရုတ်ကဘေးရဖိအားကြောင့်လာရှိုမျိုးကနေစုပ်ပေးရပေမဲ့လာရှိုကိုပူတဲအုပ်ချုပ်ရေးလှုပ်ခွင်ရဖို့နဲ့နေဆက်ကုံတဲ့ရေးကရတဲ့အကျိုးမြတ်ကိုပါညှော်မှန်းထိုက်လို့ကြားသိရတယ်။အုပ်ချုပ်ရေးရန်တရာကို NASA ကကတာဝန်ယူရဝယ်ရှိနေပြီးတော့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကို MNDA ကဆောင်ရွက်ခွင့်ရခြင်းပုံရှိနေရဲ့ တဘောကတော့လာရှိုးကိုဝင်လာတဲ့နာဆာကတက်တွေအနေနဲ့လက်နဲ့ကင်ထားပြီးကိုကံပြူသက်မြကြည်ညိုရမယ့်အတိတ်ပဲလို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုကြောင်းဝင်စည်းစံမှုကလည်းလက်မည်ချဲ့ထွေမှုသာမကထိန်းချုပ်ထားတဲ့စီမံအုပ်ချုပ်ခွင့်ကိုပါပိုးတဲဆောင်ရွက်ခွင့်ရမယ်ဆိုရင်တက်ကြ EAOS အမေကန်အဖွဲ့ရိအတွက်လက်နဲ့ကင်လန်းစင်ကနိုင်ငံရေးအဖြစ်တခုဖြစ်တယ်ဆိုတာကိုလက်ခံသွားစေပါတယ်။နောက်ဆက်တွဲရလဒ်တွေကနာဆာကအင်ဆိုင်ရမယ့်နိုင်ငံရေးပုတ်စာတွေမှာ ပုံမကျက်တဲသွားစေပါလိမ့်မယ်။ဒါကြောင့်လာရှိုမျိုးအနာဂတ်က လာရှိုတစ်ခုတည်းအတွက်သာမကမြန်မာနိုင်ငံရဲ့အခင်းကျင်းကိုပါတက်ရောက်မှုရှိလာနိုင်တယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။လာရှိုမျိုးကနေ Google MND အဖွဲ့အစီအစဉ်ဟာ NASA ကကိုစမ်းကျင်နေရဲ့လက်နက်ကန်အဖွဲ့အပေါ်တက်ရောက်မှုတွေရှိခဲ့ပြီးအထူးသဖြင့် NUG လက်အောက်ခံ PDF အဖွဲ့တွေအတွက်စိတ်ပျက်စရာဖြစ်စေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်လာရှိုးမျိုးကိုတိုက်ခိုက်ချိန်တုန်းက MND အဖွဲ့တစ်ဖွဲ့နဲ့တိုက်ခိုက်ခဲ့မျိုးမဟုတ်ပဲ PDF အဖွဲ့ဝင်တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီးတော့ PDF အဖွဲ့ဝင်ရာထောင်ချီထိခိုက်ကြဆုံးခဲ့ပါတယ်။လာရှိုးမျိုးကလည်းကိုကန် MND အဖွဲ့တွေပြန်လည်ရုတ်သိမ်းသွားခြင်းဟာ PDF အဖွဲ့တွေအတွက်အဖြစ်ကံအခိုင်းကံအတုံးကြကံအစင်ကမပူဘူးဆိုတဲ့ပုံစံမျိုးတက်ရောက်သွားစေခဲ့တယ်လို့တိုင်းသားလည်းနဲ့ကအဖွဲ့တွေကစားနေရဲ့ စစ်တူရင်ခုံဘော်ကပုံအဖြစ်ထက်ပိုတဲ့အခြေအနေမျိုးမရှိဘူးဆိုတာကိုလက်တွေ့သက်သေပြလိုက်တာမျိုးလည်းဖြစ်ပါရဲ့ရှင်